ဘိုင်းနစ်မှာဒီရေပိုင်း coin အသစ်တွေတော်တော်များများ listed လောက်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် coin အသစ်တွေကို listed လောက်တာကျွန်တော်ကသိချင်တယ်ဆိုရင်တော့ပထမဦးဆုံးအနေနဲ့ဘိုင်းနစ်တဲကိုအရေးဝေရမှာဖြစ်ပါတယ်ပြီးသွားရင်ဆိုရင်တော့ဒီအပေါ်မှာရှိတဲ့ free break တို့ hot တို့ နီယူလို့ဆိုတဲ့နေရာကနေပြီးတော့ကျွန်တော်သွားရမှာကနီယူထဲကိုသွားရမှာဖြစ်ပါတယ်ဒီနီယူထဲမှာကကွန်အသစ်တွေကို list လောက်တာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဗောနောအောက်က view mode ကိုနှိပ်ပြီးတော့လည်းပဲကျွန်တော်ကွန်တွေအများကြီးတွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ star ရှိမယ်ပြီးတော့ solution ရောဒီမှာ 2z တို့စသဖြင့်ဗောနောကွန်တွေအများကြီးရှိပါတယ်ဒီ project တွေကသူ့ရဲ့နောက်ခံတွေနဲ့လာတယ်ဗောနောတချို့ကွန်တွေကလည်း project guide တွေရှိမယ်တချို့ guide တွေကလည်း maze guide တွေစသဖြင့်ပေါ့နော်ဒါလေးတွေရှိပါမယ်ဆိုတော့ဒီ guide တွေကဒီပုံမှန်အဖြစ်ကျွန်တော်တို့ကိုယ်နိုင်ပေါ့နော်အခုဒီ video ကြည့်တဲ့ညီကိုတို့အနေနဲ့ကိုယ့်ဘာသာကိုယ် guide တွေထုတ်မယ်ဆိုလို့ရှိရင်လည်းပဲထုတ်လို့ရပါတယ်အော်ဒီလိုမျိုး project ရှိမှမဟုတ်ပါဘူးပေါ့နော်ကိုယ့်ဘာသာကိုယ်ပတ်သက်တိုက်နိုင်တယ်ဆိုလို့ရှိရင်တော့ထုတ်လို့ရတယ်ဆိုတော့ဘလို့လောက်ရမလဲဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာ exchange နဲ့ wallet ဆိုပြီးတော့ငခုရှိတယ်ဒီနေရာကနေပြီးတော့ wallet ကိုနှိပ်လိုက်ပါဒါဆိုရင် Binance ရဲ့ wallet ထဲကိုရောက်လာလိမ့်မယ်ပေါ့နော်ဒီနေရာကိုရောက်လာတဲ့အခါမှာ ါကိုကကွိုင်းနေကို list လောက်ကျင်တဲ့လူများတွေလိုမျိုးလောက်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာ Miss Rush ဆိုတဲ့ဟာလေးရှိတယ်ဒီကောက်ကိုနှိပ်ကြည့်လိုက်ဒါဆိုရင် Miss Rush ကိုရောက်ရှိလာလိမ့်မယ်ပေါ့နော် ဒီနေရာကိုရလာတဲ့အခါမှာဒီအပေါ်မှာရှိတဲ့ binance exclusive ဆိုပြီးတော့ဒါလေးကိုဖွင့်ထားပေးလိုက်ပါတော့ဒါကိုဖွင့်ထားတယ်ဆိုတာကဒီ binance wallet ပေါ့နော်အခုကျွန်တော်သုံးနေတဲ့ keyless အသုံးပြုတဲ့သူ binance account ရှိတဲ့သူမှသာလျှင်သုံးလို့ရတဲ့ feature လေးတစ်ခုပေါ့ဗျာ binance exclusive ရဲ့အောက်မှာ39 listing in rex ဆိုပြီးတော့ရှိပါတယ်39 token ဆိုတာကဒီပြောင်းရင်လည်းပြောင်းနေလိမ့်မယ်ပေါ့နော်သူက rex ထဲမှာမှာအမည်ဆုံး token တွေကိုကျွန်တော်တွေ့မြင်နေရတာဖြစ်တယ် ဲ့ဒီမှာ view mode ဆိုပြီးတော့ရှိပါတယ်ဒီ view mode ကိုနေကြည့်အဲ့လိုနေလိုက်တဲ့အခါမှာ FAQ ဆိုပြီးတော့ပေါ့နော်ဒီရပိုင်းမှာ binance ကိုအဲ့ဒီ mirage နဲ့လာပြီးမေးနေတဲ့မေးခေါ်တွေထဲကနေပြီးတော့မှခဏခဏမေးနေတဲ့မေးခေါ်လေးတွေပါဒါဒီမှာဆိုရင် mirage ဆိုတာဘာလဲ binance wallet exclusive ဆိုတာဘာလဲစသဖြင့်တွေ့ရမယ်ပေါ့နော်အဲ့ဒီမှာကိုကနေပြီးတော့ coin အသစ်တွေကို listed လုပ်ချင်တယ်ဆိုလို့ရှိဒီမှာ 4. main ဆိုပြီးတော့ရှိပါတယ်ဒီနေရာကနေပြီးတော့ဒီခဏလေးအတွင်းနဲ့ပေါ့နော်1 minute အောက်နဲ့ကျွန်တော်1 minute နဲ့နဲ့ကြော်ရည်လဲကြော်လိုက်မယ်ဒီကနေပြီးတော့ main stoke တွေကို list တွေလုပ်လို့ရတယ်ဟိုနေ့ကဆိုလို့ရှိရင်ကျွန်တော်တွေ့ရမှာပေါ့နော်စီစီပြောလိုက်တဲ့ fall ဆိုတဲ့ main coin လေးတခုလေအာဒီ trader တယောက်ကနေပြီးတော့ဒေါ်လာ3000လောက်ရင်းပြီးွားရေသူ2 million လောက်မြတ်သွားတဲ့ဟာလေးပေါ့နော်စသဖြင့်အဲ့လိုမျိုးလေးတွေကဒီ forming ဆိုတဲ့နေရာကနေပြီးတော့လာတာဖြစ်ပါတယ် ဆိုတော့ကိုယ်အနေနဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ point edit တွေကိုထုတ်လို့ရတယ်ဒီရောက်မှဆိုရင်လည်းဒီ me rush နဲ့ပတ်သက်ပြီးတော့ပေါ့နော်အိုသူရဲ့ကောင်းကျိုးတွေကဘာတွေရှိလဲဆိုးကျိုးတွေကဘာတွေရှိလဲထရိုက်တာတွေအနေနဲ့ရောဘာတွေလောက်ရမလဲစသဖြင့်ဒါတွေအားလုံးကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှေ့ကိုပြန်ပြီးတော့ trip ပြီးတော့ဒီအနယ်လေးပြောပြပေးအောင်မယ်ပေါ့နော်ဆိုတော့ဒီနေ့အခုရောက်လာပြီဆိုလို့ရှိရင်ဒီအပေါ်မှာ ဒီ use ရှိမယ်ပြီးသွားရင် final like ရှိမယ်နောက်တော့ဒီ migrate ဆိုပြီးတော့ရှိလိမ့်မယ်ပေါ့နော် view ဆိုတာကတော့ခုမှဒီစက္ကပ်ပိုင်းအတွင်မိနစ်ပိုင်းအတွင်ခုမှဆက်ဆက်လောကအသစ်ထွက်လာတဲ့ coin တွေဖြစ်ပါတယ်ဒီမှာ final like ဆိုတာကတော့ coin အသစ်ထွက်ပြီးတော့မှ liquidity pool အနေနဲ့ပေါ့နော်မတည်ငြိမ်သေးတဲ့ဟာတို့ပေါ့ trade လုပ်လို့တော့ရတယ်တဲ့ပဲ liquidity pool အနေနဲ့ကမတည်ငြိမ်တာတို့เนาะဒါဒီလိုမျိုး coin တွေကိုဒီမှာတွေ့ပြရမှာဖြစ်ပါတယ်သိပ်မကြသေးတဲ့ coin လေးတွေပေါ့ဗျာ နောက်ဆုံးတစ်ခုကဒီမှာ migrate ဆိုပြီးတော့ရှိတယ်အဲ့ဒီ migrate ကတော့ liquidity တွေလည်းပဲတည်ငြိမ်နေပါပြီပေါ့နော်တည်ငြိမ်ပြီးတော့မှဒါလည်းတကယ်တခြားသော DEX တွေမှာမှဒီအယောင်းအဝယ်လုပ်လို့ရတဲ့ coin တွေဖြစ်ပါတယ်ဆိုဒီနေရာကနေကိုတွေကဒီလာမယ့်အနာဂတ်မှာ potential ရှိတဲ့ coin တွေမျိုးကိုကိုကရှာပြီးတော့ တွေ့ပြီးတော့စောစောလေးဝယ်ထားမယ်ဆိုလို့ရှိရင်ကိုအတွေ့ကကောင်းကျိုးတွေအများကြီးရှိပါတယ်ပေါ့เนาะဘယ်လိုမျိုးကောင်းကျိုးတွေလဲဆိုတော့ဒီ coin ကိုလာမယ့်နာကမှာ Binance ရဲ့ Sport မှာလည်းပဲ listed လောက်တော့မှာဆိုတော့အဲ့ဒါကိုကိုကကြိုသိတယ်သူ့ရဲ့ project နောက်ခံကလည်းပဲလောဝကောင်းတယ်ဆိုလို့ရှိရင်ဒီ coin ကိုကိုကစောစောသိသွားတဲ့အခါမှာဈေးနှိမ့်နှိမ့်နဲ့ coin များများကိုစောစောဝယ်ဖြစ်မယ်ဒီ Mirrors ကနေပြီးတော့ဟို liquidity pool တွေ ပြီးတော့ရင် trade တဲ့အရေးအတွက်ကလည်းများတယ် market capitalization ကလည်းများတယ်ပေါ့နော် market cap ကလည်းကြီးတယ်ဆိုလို့ရှိရင်အဲ့ဒီ finalize ပေါ့ဗျာဒီ finance account ရှိတဲ့သူအချစ်ချစ် trade တဲ့နေရာကနေပြီးတော့မှ နောက်ထပ်တစ်ဆက်အနေနဲ့သူကဒီ migrate ထဲကိုရောက်သွားတယ် migrate ထဲကိုရောက်ဖို့အတွက်ကသူ့မှာရိုးရိုးတက်တက်ရောက်တာတော့မဟုတ်ဘူးပေါ့နော်ခုနကပြောတဲ့ market cap တွေရှိပဲ trade အရေးတွေ့တွေရှိမယ်ပြီးတော့ရင်ဒီဈေးအပြောင်းအလဲကဘယ်လောက်ထိများတာလဲပေါ့နော် သူ့အနေနဲ့ milestone တွေအောင်ပြီးမှသာလေဒီ migrate ကိုရောက်လာတယ်ဆိုတော့ဒီကနေကိုကိုရဲ့ coin ကခုနလိုမျိုး project နောက်ခဲကလည်းကောင်းတယ်အပြင် trade ရဲ့ရေတွက်ကလည်းဘာညာများတယ်ဆိုလို့ရှိရင်ဒီ migrate ကနေတဆက်ပေါ့နော်ဒီ binance ရဲ့ alpha ဘောကိုရောက်လာတယ်အဲ့ဒီ alpha ကနေပြီးတော့မှ binance နဲ့ဘာညာတွေလုတ်ပြီးတော့ကိုယ့်ရဲ့ project ကအစိပ်ပြေတယ်ဆိုလို့ရှိရင် binance ရဲ့ဒီ spot listing တွေ future တွေကိုပါရောက်သွားတယ်ပေါ့နော်ဆိုတော့ပထမဦးဆုံး ဆဆလာတာကဒီ mirage ကနေပြီးတော့ဒီ new ကနေလာတယ်အဲ့ဒီမှာကိုကမထုတ်ချေဘူးဆိုလို့ရှိရင်လူများတွေထုတ်တဲ့ဟာကိုလည်းပဲကိုကသူ့ရဲ့နောက်ခံကိုဘာညာတွေလေးလာပြီးသွားတယ်ဆိုလို့ရှိရင်ချစ်စမ်းကြည့်လို့ရပါတယ်ပေါ့နော်အဲ့ဒီတွေကကိုဒီ project တစ်ခုခုရဲ့နောက်ခံတွေကိုကအများကြီးလေးလာမှာဖြစ်ပါတယ်အဲ့တော့များများလေးလေးလာလေကိုအတွေ့ကအစီပြေတယ်ပေါ့နော်ဆိုဒီမှာရှိတဲ့ coin တွေကမီးတူမဆိုလူတိုင်းလုံးလို့ရတာဖြစ်တဲ့အတွေ့အကြုံမို့ကံတွေဘာညာတွေလည်းရှိတာပဲပေါ့နော် ဲ့ဒီတွေကြောင့်ကိုကတွေ့ရမယ်ဆိုလို့ရှိရင်တော့ကိုရဲ့ပက်ဆန်တွေဒီစိတ်တစ်ပိုင်းတမမဟုတ်အကုန်လုံး social wine နေလဲ social သွားနိုင်တယ်တစ်ထည့်ဖြစ်ခွေးဖြစ်ဆိုရဲပုံစံမျိုးရှိတယ်ပဲပေါ့ဗျာတကယ် project account တွေ့မယ်ဆိုလို့ရှိရင်တော့စိတ်ပြေတယ်ဒီလို project ကနည်းနည်းလိမ့်နေတဲ့ဟာတို့ token ကို listing လုပ်ပြီးတာနဲ့ rebuild လုပ်တဲ့ coin တွေတွေ့မယ်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးပေါ့နော်ဒီတွေ့ကြမကွာတိတ်တိတ်ချာရှားမှာဖြစ်တယ်ဘယ်လိုမျိုးရှားမှာလဲဆိုတော့ဒီမှာ new use tag ကတော့သွားပြီးတော့မရှားနဲ့ပေါ့နော်ဒီမှာ binance account ရှိတဲ့သူအချင်းချင်းပဲ KYC စီအောက်ထားတဲ့သူအချစ်ချင်းဖွဲ့ထားတဲ့အကောက်တွေကနေရှာကျင်နေဆိုရင်တော့ဒီ finalize ကအကောင်ဆုံးပဲဖြစ်တယ်ဒီတည်းကနေပြီးတော့ဥပမာအနေနဲ့ပေါ့ဒီမှာတော့တရုတ်တွေကအရင်များတယ်ဆိုတော့ဒီမှာ TB ဆိုတဲ့ဟာလေးပဲဆိုပါစို့ဟုတ်တယ်လေးနေလိုက်ဟိုဒီမှာထိတ်ဆုပ်ကိုရောက်နေတယ်ဆိုတာကရိုးရိုးတဲတဲရောက်နေတာတော့မဟုတ်ဘူးဟောနော်လက်ရှိမှာဒီကောင်ကအတော်ကိုမှ high ဖြစ်နေတဲ့ point တွေပါ YAW ပဲဆိုပါစို့ဒါဥပမာနော် YAW ကိုကျွန်တော်နေလိုက်မယ်နေပြီးဝဲဆိုလို့ရှိရင်ဒီနေရာမှာ price ရှိမယ် price ကတော့လောခဲ့တဲ့တနာကြီးအတွင်းကနေဒီမှာဈေးက ဘလောက်ထိတက်သွားတာလဲဘာညာပေါ့ဗျာဒါကဝိုင်ကကူမလစ်တေလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့အခုလိုမျိုးဖြစ်နေတယ် price set တပြေးမှာ info ဆိုတဲ့ဟာလေးရှိတယ်ဒီ info ကနေပြီးတော့ဒီ project ကဘာလဲပေါ့ဗျာအနာကက်မှာကံမဲ့ဝိုင်လား ဒါမှမဟုတ်တရေဖြည့်မဲ့ kwain တာပေါ့ဒါကိုကျွန်တော်ကြည့်ရမယ်ဒီ information တွေကလောကအစ်စ်ကြီးတော့ဟုတ်ချင်လဲဟုတ်မှာမဟုတ်ချင်လဲမဟုတ်ဘူးပေါ့နော်အခုအနေနဲ့ကတေချာလေးလာမှာဖြစ်တယ်အကောင့်ဆိုတော့တခြား exchange တွေနဲ့ပဏာရှင်လောက်ထားတာလားတခြားသောအကောင့်အကြီးကြီးအမီးရှိရှိတွေနဲ့ calibrate လောက်ထားတာလားစသဖြင့်ဒါလေးတွေကိုကြည့်ရမယ်ပေါ့နော်ဒီအချက်လေးတွေကကိုယ့်ဘာသာကိုအစစ်ပြေလို့ထည့်ရတယ်ဆိုတော့လေတို့ကြဝယ်ပြီးတော့မှအစင်မပြေဘူးဆိုလို့ရှင်လဲအစင်မပြေဘူးဒီကောင်က the forest to me ဆိုတဲ့ခုနကကျွန်တော်ပြောတဲ့ website ကနေပြီးတော့လောက်ထားတဲ့ kwain လေးပေါ့နော်ခုအနေနဲ့ းစစ်စစ်လုပ်လို့ရိုက်တာလူမဲ့လောက်ထားရဲဆိုထားလိုက်တော့ဒီဒီမှာ data တွေရှိမယ်သူ့ရဲ့ data ကတော့ခဲ့တဲ့တဏ္ဍာရီကသူ့ရဲ့ liquidity ကဘယ်လောက်ရှိလဲစသဖြင့်အယောင်းဝယ်ကောင်းလားမကောင်းလား scan နိုင်ခြေရှိလားမရှိလားကိုကျွန်တော်စင်ရမှာဖြစ်တယ်ပေါ့နော် scan နိုင်ခြေရှိလားမရှိလားဆိုပြီးတော့ကျွန်တော်ခဏခဏပြောနေတယ်ဆိုတာကကိုကလောဘကြီးပြီးတော့ဝယ်လိုက်တယ်ဆိုလို့ရှိရင်တိုက်ပတ်သွားမှာဆိုလို့ပေါ့နော်တော်ကြဈေးဖို့တော့မရှိပဲဖြစ်သွားလိမ့်မယ်ဆိုရင်တော့ဒါကကို့အနေနဲ့ coin တွေထုတ်ခြင်းနဲ့တော့မဟုတ်ပဲနဲ့လူများထုတ်ထားတဲ့ coin တွေကိုမှစောစောတိပြီးတော့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာကနေပြီးတော့လာလို့ရတယ် တယ်ဗောနတီတောက်က finance ကနေကုမလုတ်ထားတဲ့အသက်လေးပဲဖြစ်ပါတယ်စေပြီတာကတော့ finalize ထဲကနေပြီးတော့ကိုဘာသာကိုတစ်ချက်လာကြည့် project တွေကိုတေချာဆင်လုံးဝအသက်ကြီးတွေမှာမှအစောကြီးကိုကတိပြီးတော့လာမဲ့အနာဂတ်မှာအစီအပြေတယ်ဆိုလို့ရှိရင်ဒီ finalize ကနေပြီးတော့မှဒီ migrate ထဲကိုရောက်ပြီးတော့တခြား DS တွေနဲ့သွားလို့ရမယ် finalize ကတော့ finance အတုပ်ပြုတဲ့သူမှတာလဲသုံးလို့ရတယ်ဗောနဒီ migrate ကတော့တခြားသော DEX တွေနဲ့ပါပေါင်းစပ်ပြီးတော့သုံးလို့ရပါပြီဒီ asset တွေဒီစာမွေးပွဲတွေဘာညာတွေ ကို Binance ကနေပြီးတော့တစ်ချက်ကြည့်ပြီးတော့ကိုယ်အနေနဲ့လည်းအဖြစ်ရမယ်ပေါ့နော် token price အနေနဲ့အဖြစ်ပြီးတော့လောကအစီအရေဆိုလို့ရှိရင် alpha ဘောကိုရောက်လာမယ်အဲ့ဒီ alpha ကနေပြီးတော့မှ Binance Spot တို့ future တို့ဒီနေရာကိုရောက်လာမှာဖြစ်ပါတယ်ဆိုတော့ကိုက coin တွေဝယ်ချင်နေဆိုရင်တော့ဘယ်လိုလုပ်ရမလဲဒါလေးတစ်ချက်ရှိတယ်ကျွန်တော်ကတော့ဒီ finalize တဲ့ကိုသွားပြီးတော့တခုခုပေါ်မှာ BBF ပဲဆိုပါဆိုဒါလေးကိုနေမယ်နေပြီးတော့ဒီမှာ quick buy ဆိုပြီးတော့ရှိတယ် trade ကတော့ကျွန်တော်မသွားတော့ဘူးပါနော် quick buy ကနေပြီးတော့နေလဲမယ်အဲ့နေပြီးဝယ်ဆိုလို့ရှိရင်ဒီမှာကိုကဝယ်မယ်ဆိုတာကဝယ်မယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ buy ကိုနေပြီးတော့ဒီမှာ BAB နဲ့ဝယ်ရမယ်။ဟို0.5ဝယ်မှာလား0.24ဝယ်မှာလား0.5ပေါ့နော်။ဒီတော့ရင် 1BAB စသဖြင့်ကိုယ်စီပြီးလို့ရွေးလို့ရတယ်။အောက်ကနေ custom ရေးလို့လည်းရပါတယ်။ကျွန်တော်ကတော့နမွဲလေးဖြစ်တဲ့အတွက်ကြောင့်မဟုတ်0.5 0.05ကနေပြီးတော့ပဲလောက်လိုက်မယ်ပေါ့နော်။ဒီတော့ရင်ဒီအောက်က insufficient BAB balance တဲ့။ဒါဆိုရင်ကျွန်တော်မှာ coin ကမလုံလောက်ဘူးလို့သူပြောတယ်ဗျာ။ကျွန်တော်တို့0.001ဆိုတာလေးနဲ့နှိမ့်လိုက်မယ်ပေါ့နော်။ဘိုင် BAB ကိုကျွန်တော်နှိမ့်လိုက်မယ်။ဘယ်ခဏစောက်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော် coin ဝယ် လိုက်တာအဲအခုဒီမှာကြည့်လိုက်အဲ swamping အခုဒီမှာဆိုလို့ရှိရင် swamping ဘာညာဖြစ်သွားပြီပေါ့နော်ဒါကကျွန်တော် coin ဝယ်လိုက်တာအောင်မြင်သွားပြီဖြစ်တယ်အဲ့တော့အောင်မြင်သွားတဲ့ဟာကိုကျွန်တော်အပြင်ကိုပြန်ထွက်ပြီးတော့အဲမတွေ့လားဒီ BBF ဆိုပြီးတော့ခုနကကျွန်တော်ဝယ်လိုက်တဲ့ coin ကိုဒီမှာ3000ကျော်လေးကိုကျွန်တော်တွေ့ရပြီပေါ့နော်ကဲဒါကိုကပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်ဘယ်လိုရောင်းမလဲပေါ့ဒီကောင်နေလိုက်နေပြီးသားရေဆိုလို့ရှိရင်ဒီနဲ့သူကတော့ဒီမှာ swamp ဆိုပြီးတော့ပဲကြံတော့တယ်ပေါ့နော်ဒီ swamps ကိုနေပြီးတော့ဥမာ BBF ကနေပြီးတော့ USDT ကိုပြန်ပြောင်းပါလား fro ဆိုတဲ့နေရာမှာခုနကကျွန်တော်ဝယ်တဲ့ coin ကိုရွေးရမယ်ပေါ့ဗျာ အရွေးပြီးသွားရဆိုလို့ရှိရင်အကုန်လုံးရွှေ့မှာဖြည့်တဲ့အတွက်ကြောင့်မို့ mask ကိုနေမယ်။အပြီးသွားရဒီမှာ approve and swab ဆိုတဲ့ဟာလေးကိုလုပ်လိုက်မယ်ဆိုလို့ရှိရင်ပြီးတဲ့ cough fan ဆိုတဲ့ဟာလေးကိုနေလိုက်မယ်ဆိုရင်တော့အဆင်ပြေလိမ့်မယ်ပေါ့။ဒါပေမဲ့ကျွန်တော်ကတော့မရောသေးဘူး။မရောဘဲနဲ့ခဏလေးကျွန်တော်တိတိတဲ့ဟာလေးတစ်ချက်ပြောလိုက်အောင်မယ်ပေါ့နော်။အဲ့ဒီမှာခုနကကျွန်တော်ဝင်လိုက်တဲ့ question ဆိုလို့ရှိရင် view rush ရှိမယ်။ပြီးတဲ့ဒီမှာ final like ဆိုတဲ့ဟာလေးကတော့ PBF တဲ့ပြန်ဝင်လိုက်။ပြီးဒီမှာ price check ကိုကျွန်တော်တွေ့ရမယ်။အဲ့ဒီ price check ကဒါကျွန်တော်ဒီဟိုတနေ့က S star ဆိုတဲ့ coin ကျွန်တော်တစ်ချက်တွေ့တယ်ပေါ့နော်။အစောကြီးပဲကျွန်တော် တွေ့တယ်တချို့ကျွန်တော်ရဲ့ဒီဘက်ကဘယ်လိုပြောမလဲ network တချို့တွေလည်းရှိတယ်ဘွန်သူတို့တွေကပြောပြောတယ် ဒီ coin ကိုဝယ်ပါလို့ပြောနေတယ်ဒါပေမဲ့ crypto ဖြစ်တဲ့အတွက်ကြောင့်မို့ဘသူဘသူပြောတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ DYOR လိုတာ ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကလည်းမယုံဘူးပေါ့နော်မယုံတော့ကျွန်တော်မဝယ်ဘူးတော့မဝယ်တော့ coin ရဲ့ဈေးကအများကြီးတက်သွားတယ်ငှက်သွားတယ်ပေါ့ဗျာဒါပေမဲ့တကယ်လို့သာအဲ့လိုမတက်ဘဲနဲ့ကျသွားတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်အဲ့တော့ကို risk ကလည်းကိုထိရတယ်ဆိုတော့ဘသူဘာပြောပြောပေါ့နော်အခုပတ်သက်ကိုတစ်ချက်စဉ်းစားကြည့်ပြီးတော့မှဝယ်ရင်လည်းဝယ်ပေါ့နော်ဒီမှာတော့ကျွန်တော်က reference အနေနဲ့ယူလို့ရအောင်ပဲတစ်ချက်ပြောပြပေးမယ်မူဒီမှာ locket တနာရီကပဲလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့တနာရီ candle ကိုကြည့်လိုက်တဲ့အခါမှာသူကဒီအောက်ကနေဒီလိုတက်လာ တွေပဲဒီလိုတက်လာတယ်ဒူဒူဒူအများကြီးတက်လာတယ်ပေါ့ဗျာစပြီးတော့လှုပ်တဲ့အချိန်တုန်းကဒီကနေပြီးတော့ဒီလောက်ထိပဲတက်လာတယ်ဒါပေမဲ့ရေရှိမှဒီလိုလေးထက်တက်လာမယ်ဒီနေရာမှာမှသူကဒီ꽌꽌စပြီးတော့ list in လောက်တာပဲရှိသေးတာအဲ့ဒီမှာဒီ finalize တို့နောက်တစ်ဆက် migrate တို့ alpha ဘုတ်ကိုရောက်လာတယ်အဲ့လိုမျိုး milestone တစ်ခုတစ်ခုအောင်မြင်လာတယ်ဆိုလို့ရှိရင်သူ့ရဲ့ဈေးကလည်းဝဝဝဝဆိုပြီးအပေါ်ဖွဲကိုတက်လာမယ်ကိုကတုံရတွေအများကြီးဖြစ်နေတယ်ဆိုပေမဲ့ကိုကအစောကြီးသိပြီးတော့ဟို binary spot list in လောက်ပြီးတာနဲ့ရောင်းထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ခုနပြောသလိုဒေါ်လာ3000ရင်းတဲ့သူက2 million ရလောက်အထိရသွားတဲ့သူမျိုးပေါ့နော်ကိုလည်းရချင်ရနိုင်တယ်ဒါပေမဲ့အရင်ကြည့်တော့မစော့စားနေပေါ့နော်ဒါလေးတစ်ချက်တော့ရှိတယ်ကိုဆုပ်ရှုပ်ခံနိုင်တဲ့ပမာဏတစ်ခုခုပဲရင်းနာငါတော့ပို့ပြီးတော့အစ်စ်ပြေတယ်ဆိုတော့ကျွန်တော်ကတော့အခုမှအစောကြီးသိတယ်ဆိုလို့ညာအဲ့တော့အစောကြီးသိတော့ကိုကဝယ်လိုက်တယ်ဒါပေမဲ့စေပြေတော့ကျွန်တော်ချမ်းသာသွားရဲ့ဆိုရင်လည်း community ထဲမှာ give away လေးတွေပါညာလုပ်ပေးမယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကတတိပြင်းမဲ့ coin ကခွေးပြင်းမဲ့ coin ခွင်လားဆိုတော့ကျွန်တော်တို့မသိဘူးခုပါတော့ကိုရချင်းကြည်လိုက်ပြီးတော့မှဝယ်ရောင်းလုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်ပေါ့နော်ကျွန်တော်တို့ rest တွေကိုကြည်လို့ရ ောင်ပဲပြောပြပေးတာ။ Okay ဒါကတော့ဒီ Binance ကနေပြီးတော့ခုမှအသက်လေးပေါ့နော်ထွက်လာတဲ့ကျွန်တော် May Rush အကြောင်းလေးကိုအနေနဲ့ quality ထုတ်ကျင်နေဆိုလို့ရှိရင်လည်းပဲထုတ်လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးတာပါ။ Finalize အောက်မှာ39 token listing in Rack ဆိုတဲ့ဟာလေးလည်းရှိတယ်။ဒါကတော့ကြံစုံကောင်တွေတွေ့ရတဲ့နေရာလေးပေါ့နော်။ဒီ May Rush အကြောင်းကိုကိုကပို့ပြီးတော့သိကျင်နေဆိုလို့ရှိရင်ဟိုးအပေါ်ဆုံးက question map လေးနဲ့ဒါကိုနှိပ်ပြီးတော့တရားလေးပြန်ကြည့်ပြန်ကြည့်ပြီးတော့ပြတ်ဖက်မယ်။အဲ့တော့ May Rush ကဘာတွေလဲပေါ့နော်။ဒါကိုကိုကတီးလို့ရပါတယ်။ဒါကတော့အသက်ထွက်လာတဲ့ Binance ရ ဲ့ mirage အကြောင်းလေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကိုအနေနဲ့ quantum ကိုကြည့်ပြီးတော့ဝယ်တာရောင်းတာစသဖြင့်လုပ်လို့ရမယ်လို့ထင်တယ်အဲ့ဒီမှာမှကျွန်တော် refresh ဆိုတဲ့ program လေးတစ်ခုလည်းရှိပါတယ်ပေါ့နော် ဒီ referral ကနေတစ်ဆင့်ကိုကဒီတခြားသူတွေကိုအကောင့်ဖွင့်လာတော့ပါညာတွေလုပ်မယ်ဆိုလို့ရှိရင် Binance ကနေပြီးတော့အကောင့်ဖွင့်တဲ့သူတွေကိုပေါ့နော်ကိုရဲ့အောက်ကနေအကောင့်ဖွင့်တဲ့သူတွေကိုဘလောက်ပါစင်အထိပြန်ပေးမယ်ဆိုပြီးတော့လည်းပဲအဲ့ဒီ program လေးလည်းပါတယ်အခုဒီမှာ Binance wallet ရပါပြီတခြားသူတွေကို referral တွေပါညာတွေပေးပြီးတော့လုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့လို coin နဲ့ trade တဲ့အခါမှာကိုအနေနဲ့အခုလိုမျိုး percentage များများရှိတဲ့သူရဲ့ referral ကိုယူပြီးတော့ trade လိုက်မယ်ဆိုရင် trade တဲ့အခါမှာ day three တွေလည်းအများကြီးသစ်သာမယ်ပေါ့ဗျာတစ်ခါတစ်ခါ trade ရင်မသိတာဘူးဆိုပေမဲ့ကိုက mirage ကနေပြီးတော့အကြိုက်တွေ့ပြီးတော့ဟာဟုတ်တယ်ဟာတကယ်ကြီးပက်ဆက်နေနေလေးရင်းပြီးတော့အများကြီး quite အစ်စ်တွေကိုပြန်ဝင်တဲ့အခါမှာ စေပြည်တဲ့အမြတ်တွေရတယ်ဆိုလို့ရှိရင်အဲ့တော့တေချာတာကတော့တစ်ခါတစ်ခါမကဘဲနဲ့ထောင်ထဲချပြီးတော့ထရိတ်လာကြမှာပဲဒါဆိုရင်အများကြီးထွက်လာတဲ့အခါမှာ gas fee တွေကနဲတာများတာကွာလိမ့်မယ်ပေါ့နော်အဲ့ဒီနေရာကနေပြောကိုကဒီ commission များများပေးတဲ့ကုတ်ကူတုံးထားမယ်ဆိုရင်တော့ရရှိမှာကိုအတွက်ကပို့ပြီးတော့အစီပြေမယ်လို့ထင်တယ်ဟုတ်တခြားသူတို့အကောက်ဖွက်ကင်မယ်ဆိုလို့ရှိရင်လည်းရပါတယ်ပေါ့နော် ကျွန်တော်မှာတော့လေးရှိရတော့နှစ်កောက်ပဲရှိထားသေးတယ်မှာ total referral ဆိုတဲ့ခုပဲရှိသေးတယ်သူတို့ဒီ referral ဖွင့်တဲ့သူတွေကနေပြီးတော့ trade တဲ့အခါမှာရလာတဲ့ trading fee ကိုလည်းကျွန်တော်တို့ကနေတစ်ဆင့်ဟိုလာပြီးဖွင့်ထားတဲ့သူတွေလည်းပြန်ပြီးတော့ရတယ်ပေါ့နော်ဘယ်လောက်ရလာလဲဆိုတော့ကျွန်တော်တို့မသိဘူးသူတို့ဒီမှာ30 commission တော့ပေးထားတယ်ဆက်တဲ့ဖြစ်ကိုယ်ကလုံးချင်နေဆိုရင်လည်းလုံလို့ရတယ်ဆိုတာကိုပဲပြောပြပေးတာကျွန်တော်ကတော့30ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ခုဒီဗီဒီယိုကိုကြည့်တဲ့ညီကိုတို့အနေနဲ့ဒီ account ဖွင့်ချင်နေဆိုရင်လည်းဒီ account ကိုတုံးပြီးတော့ဖွင့်မယ်ဆိုရင်လည်းကြပါတယ်ပေါ့နော် commission တစ်ခုပေးထားပြီးသွားတယ်ဆိုတော့အစီအပြီးလည်း ဥပဒေကိုဖွင့်ချိန်လဲဖွင့်မဖွင့်ချိန်လဲကိစ္စမရှိပါဘူးပေါ့နော်။ Okay ပါ။ဆိုတော့ဒီဗီဒီယိုလေးကတော့နည်းနည်းရှင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လောက်ပါပဲ။အဲ့တော့ Mirrors ကနည်းနည်းလေးဘသူဘသူဘသူမဆို scan တွေလဲကောင်းတွေရောကံမဟုတ်တဲ့သူရောဟုတ်တဲ့သူအကုန်လုံးလုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ DYOR ပါ။ဥပဒေကို Racers ကအရင်အရေးကြီးပါတယ်။ဘသူဘာပြောပြောမယုံပါနဲ့ပေါ့နော်။တခါတော့ကတစ်ချိန်တုန်းကအရင်ချစ်ပါတယ်ဆိုတော့သူမတော်မှပြက်သွားသေးတာပဲဟုတ်တယ်မလား။ဆိုတော့ဒီကောင်ကပို့ပြီးတော့အန်ဒီရဲ့များတာဖြစ်တဲ့အတွက်ကြောင့်မို့တတိထားမှာဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယို ွေကဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒီလိုမျိုး education purpose အနေနဲ့လုပ်ပေးတဲ့ဗီဒီယိုလေးတွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel လေးကို subscribe လုပ်ခဲ့ပေးဖို့အကြံလေးပြုချင်ပါတယ်။တခုခုသိချင်တာတွေ၊ဘာညာတွေမေးချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment box အောက်မှာမေးခဲ့ပေးလို့ရတယ်။ကိုယ်အနေနဲ့ me rest ကနေပြီးတော့ coin တွေထုတ်လိုက်ပြီးဟဲ့ or coin တွေကိုဝယ်လိုက်ပြီးဟဲ့ပါလေညာလေးထုတ်လိုက်တာလေဝယ်လိုက်ပြီးလဲဆိုတာကိုကိုကကြွားရှင်နေဆိုရင်လည်းဒီဗီဒီယို comment box အောက်မှာကြွားခဲ့ပေးလို့ရပါတယ်။အဲ့ကြိုက်ကြိုက်ကျွန်တော်သိတယ်ဆိုရင်လည်းဝယ်ပေးပါမယ်ပေါ့နော်။ Okay ပါဆိုတော့အားလုံးကျေးဇူးပါ